အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီ Microsoft Excel မှာကနန်းလေးတွေရိုက်တဲ့အခါကျလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်အဲ့လိုမျိုး set လေးတွေဖြစ်သွားအဲ့တော့ဖြောက်ပြီးရိုက်ခဲ့တာပေါ့နော်ဆက်ွက်တဲ့ရှိတဲ့စာတွေကိန်းကနန်းတွေကိုဖြောက်ထားလို့ရှိရင်ကိုဖြောက်ချင်တဲ့စာတွေကိုဆက်လက်ပေးမယ်ဖြောက်ထားချင်တဲ့ဆက်ွက်ကိုရင်းဆုံးဆက်လက်ပေးပေးပြီးသွားတဲ့အခါကျရင် name တွေကိုဝင်မယ် name တွေကနေပြီးတော့မှဒီ custom ကိုယူမယ်အဲ့ custom မှာဒီ target အောက်မှာ general လို့ဖြစ်နေပါတယ်ဒါလေးကို selection ပေးပြီးတော့ဖြတ်ပလိုက် ဖြတ်ပြီးွားတဲ့အခါကျလို့ရှိရင်အဲ့ဒီထဲမှာဒီစီမီကော်လန်လေးသုံးချက်နှိပ်ပေးမယ်နော်။ဟော၃ချက်နှိပ်လိုက်။နှိပ်ပြီးွားတဲ့အခါကျလို့ရှိရင် okay လို့ခေါ်လိုက်မယ်။ okay လို့ခေါ်ပြီးွားအဲ့ဒီဒီမှာကနန်းလေးရိုက်ထည့်လိုက်။1 2 3အဲ့ဒါရိုက်ထည့်လိုက်အဲ့ဒါဆိုလို့ရှိရင် तू ကကနန်းတွေမပေါ်တော့အဲ့တော့ဒီဟာကိုပြန်ပြီးတော့ကွဖော်ကျင်နေပေါ့နော်ဒီမှာဗာရေးထားလိုက်ကွတည်ကျင်နေဆိုလို့ရှိရင်ဒါလေးကို selection ပြန်ပြီးကျွန်တော်ကိုတက်ခဲ့တဲ့နံပါတ်လေးကိုတော့ နံပါတ်တွေကနေ custom ကိုပြန်ဝင် custom ကိုပြန်ဝင်မယ်เนาะဒီအားလေးကို selection ပေးပေးပြီးွားလို့ရှိရင်နံပါတ်တွေကိုဝင်နံပါတ်တွေကနေပြီးတော့ custom မှာဒီအောက်ကဟာလေးကိုဖြတ်ပလိုက် delete နဲ့ဖြတ်ဖြတ်ပြီးတော့ okay လို့ခေါ်လိုက်ပါအဲ့ဆိုရင်ခဏလေးပြန်ပေါ်လာပါလိမ့်မယ်နော်အာမတည်သေးတဲ့လူတွေအတွက်ညှောက်ပေးပါရနော်အားလုံးပဲစင်ပြကြပါစီ